ညနေနေ့ရက်လည်းပါတယ်ညနေပြန်နေဒီနေရာမှာရှာလိုက်ဆိုတော့ဒီတော့လည်းဘာဖြစ်မလဲခဏတိုက်တယ်သူတို့ကသဘောကျသွားတယ်ရှင်းနေသွားအောင်ရှာလိုက်တာဗောရှာပြီးမဲ့လဲမတွေ့ဘူးဆိုတာအဲ့ဒါကြောင့်ပြောတာလွယ်လွယ်လေးမဟုတ်ဘူးဗျာယူစာပြောရတာခင်ဗျာယူသမှုတစ်ခုလို့ပါပဲသူကအလောင်းဖြောင်းလိုက်ပါပြီတွေ့မနေပါနဲ့ဟိုလှုပ်တဲ့လူကလည်းယူရောယူပြီးအဲ့ဒီမှာပတ်သက်ပဲပါသွားသေးလား ပတ်စံမပါဘူးမြ။ရှားရတာမှခက်သေးတယ်။အစ်စ်လောက်ရတာမှလိုပဲ။ရှားရတာမှအကုန်လုံးအလူရှုပ်ပြီးတော့ဟိုနော်ဒါကူပါအချိန်လေးကူပါပတ်စံတော့မကုန်ပါဘူးဝိုင်းရှာပေးကြရပါစေနာနဲ့ပါနော်အဲ့လိုပါဒီလူတွေရဲ့စိတ်ထဲမှာဟိုပါအဲ့လိုပါလေမဖြစ်သေးတာကဖြစ်ချင်နေပြီဖြစ်ချင်နေပြီအခုမြန်မာပြည်ဆိုလဲဆရာတော့မြန်မာပြည်ဘယ်တော့ပြင်လာမယ်ဆိုတော့မရောက်သေးဘူးတရင်နေရာကြိုးပြီးတော့ဒါတော့မှဒီ online တင်တာတယ်တင်နိုင်မယ်လေဒီပြတော့လဲအရေးပေါ်ရင်ပေါ်လို့ ဂျုံသားကြီးလှုပ်တတ်တဲ့အခါကျတော့ခဏခဏလမ်းမြင်အဓိကသူတို့လူကျင်တာပါအဲ့တော့အများစုကပြောရဲဆိုတာလည်းအများစုကတော့ဒီလိုပြောကျင်တာသူတို့စိတ်ထဲမှာပါတကူပြောရတာနဲ့ဟောတာကုဆရာတော့ဘာဖြစ်နေပြီဘလို့အဆင့်ရောက်နေပြီဆိုပြီးတော့ပိဿအများနဲ့ပတ်သက်တဲ့အခါမှာအဲ့ဒီတည်နေရတော့ပြန့်ပါပဲဗျဟိုပြီးတော့ကြာဥတာကတော့ဒီမင်းကိုဆရာတော်ဖျားယူတော်မှာအဲ့လိုပါနော်။ဒါရဟန္တာဖြစ်နေပြီလားဆိုပြီးတော့မှပါလေ။ဟောပြောတဲ့အခါဆရာတော်ဆက်ရှိရတယ်။ ီဒီလိုမျိုးတွေပေါ့ဒါအခုအဓိကကတော့အရှင်ပြားလဲတီကောင်းတီပါလိမ့်မယ်အရှင်ပြားနဲ့ဥကျော်ဆန်းနဲ့အရှင်ပြားရဲ့အကြောင်းပေါ်မှာလာပြောထားရဲဆိုရအဲ့ဒါအဓိကပါပဲလူဘွားတောင်ဆယ်လာကြာကြာအတီလို့တမင်ကိုရဟနာဖြစ်ပြီးတော့ဘုန်းကြီးမွေဖယ်ဆယ်လာနေဘာဖြစ်မလဲဆိုရအဲ့စကားဟာရဟနာဖြစ်ပြီးဆိုတဲ့စကားလုံးတို့ဆယ်လာကြာအောင်တို့အဲ့မှာဝတ်တယ်တို့အဲ့လိုပေါ့လူဘွားနဲ့ရဟနာဘယ်နှစ်နေလို့ရဆိုတာအဲ့ဒါတွေက တော်တော်များများ shock ရတယ်တပီတော့ကိုရင်လည်းအဲ့ဒါကြားရတော့ဟောသူလူပြောခဲ့ကြသေးတာပဲတကယ်တော့ဥကျော်စန်းနဲ့ဥဒမတာရာဘုရားကိုကြီးကိုတကလေးကမင်းဆက်ပြတာလားနှစ်ယောက်တို့ဟိုကနာဂန်ကြီးအဲ့တော့ရှင်မမညံငါလည်းရဟန္တာလှုပ်လိုက်တာဖွယ်အဲ့လိုဖြစ်သွားတာအခုသူလည်းရမ်းတာဖြစ်သွားပြီသူနှစ်ယောက်လမ်းကြောင်းစကားစကားပါပဲဗျာဒီမှာပြောကြတော့အဲ့ဒီအရာကဘလို့ပဲဖြစ်ပါတော့ဒီယုံတဲ့လူကတော့ဒီပြတော့ အထင်ကြီးကျင်တဲ့လူကဘာမှမပြောလဲအထင်ဟုတ်ကြီးနေတာပါပဲဗျာဒီလိုရှိပါတချို့ကဘယ်လိုပြောမလဲဒါဒီပြတော့မှမဟုတ်ဘူးเนาะဖျားဖြစ်ပြီလို့ကိုယ့်ကိုထင်တဲ့လူတော်ရှိပါတယ်ဗျာသူတစ်ပါးကိုလည်းအဲ့ဒီလိုမျိုးထင်တဲ့လူပဲရှိပါတယ်ဒီပြတော့လည်းဒါအမျိုးမျိုးပေါ့เนาะအထင်ခံရတာပေါ့အဲ့ဒါမဆန်းပါဘူးဗျာအဲ့ဒီပေါ့ပေါ့အဲ့တော့ဟိုအထင်မားထင်မြင်ယူဆတယ်ဆိုတာကတော့ဘာလို့မဆိုဖြစ်တတ်တာပါဗျာတကယ်အမှန်တရားထင်မြင်နိုင်တကယ်အမှန်တရားမဟုတ်ပါဘူးဒီလိုတော့အဲ့လိုပဲပြောချင်ပါတယ်ကေတုကေတုနာမည်လား ကေတုနဲ့ဟမ်အဲကြီမိုးကောင်းခေါ်ခုနမအရင်ဘူးတို့ကြော်လာကိုကြော်လာကိုကြော်လာတပြည့်တော်အရှင်မသည်မသွားတဲ့အချိန်တုန်းကလန့်ပြောတယ်အဲ့တော့အရှင်မကသူမကြည့်နိုင်ပြီးရေးတင်နေတဲ့အချိန်မှာဘုရားကိုရင်ဆရာတော်ဦးရကကြီးကိုသက်ဘုရားဥဒ္ဓမတာရောယဟနာလောက်ဏိဗာအရှင်မမြောက်ပြီးခဲ့ဟုတ်တယ်လေတပြည့်တော်အဲ့ဒါလေရှင်ညင်လိုက်တော့ဟုတ်တယ်ပြောခဲ့ဘူးတဲ့အဲ့လိုပြောတဲ့နေရာမှာ ယဟန္တာလောက်လိုပဲပြောပြောဒီကနေ့တာနာမှာကိုယ်ွယ်မယ်ဆိုရင်ဥရမတာနဲ့ကိုယ်နဲ့အတူသွားနေတော့ကိုယ်နဲ့လူဘဝမှာအထောက်ထားတဲ့သူတယောက်ဖြစ်တဲ့အတွက်သူ့တရားတွေနားမလည်တော့သူ့ရဲ့အနေတိုင်းအပြောဆိုလေးတွေဟာကြီးညိုဝယ်တယ်ကြီးညိုအပ်တယ်ကိုယ်ကိုယ်တိုင်တရားတော်တစ်ခုကိုမိမိရလက်စုပ်လက်ကင်ပြအောင်ကြိုးစားလို့သူလဲသူ့ရဲ့လုံရက်တွေသူ့ရဲ့အပြောဆိုအပြုမူတွေကတော့ ကိုယ်ကမမှားဘူးဒါတပြည့်ပြောခဲ့တဲ့စကားမှတ်မိတယ်။ဘာကြောင့်လဲဆိုတော့တဏ္ဍာရီရဲ့အတ္တကြီးမှုလောဘဒေါသသူရဲ့အကြောင်းလူတဲ့အဲ့ပြဿနာကြီးခြားထဲမှာအရှင်မြတ်မှာဘာအကြောင်းမှမရှိဘူး။ဟောကိုအကြောင်းဆိုလဲကိုသွား38လမ်းအဲ့ဒါအကြောင်းပဲ။ကိုသက်ရေဟဲ့လို့ပဲတရားဓမ္မယဟန်သာသာခေါ်ကြတာပေါ့။အဲ့လူနာမသာရင်လည်းသွားတာပဲ။အဲ့လိုပေါ့။အဲ့ဒါတွေဟာလူနာတွေရဲ့အိမ်ကလည်းဇရက်ဖြစ်သွားပြီးတော့တရားပွဲတွေဖြစ်တော့အရှင်မြတ်ရဲ့လှုပ်ဆောင်ချက်တရား သူများတွေကြားထဲမှာမထင်မှတ်ဖဲတချို့ဘုန်းကြီးရေဆိုလူနာရှိလို့ဆိုရင်ဟာသေးသွားကိုကြောင့်ဖြစ်လို့မသွားဘူးအဘတ်တင်နေနင်းတယ်ပါတိကကြမယ်အဲ့လိုလူအရေမဟောဘူးအဲ့လိုကြောက်နေတဲ့အချိန်မှာအရှင်မြတ်တော်ကတကဝီနီလဲလာပြောနေငါလည်းမသိဘူးငါပြောချင်တာပြောမယ်ဆိုတဲ့စိတ်နဲ့ပဲဖြစ်ခဲ့နေမှာခုနပြောတဲ့အဲ့တခုတော့လူသမောင်ဘုရားကံရာဟိုဘုရားကိုကြီးဟိုတဲ့ဖျားဦးသွားတော့မြေကြီးပဲဆိုအခုတော့မြေကြီးဘယ်လိုမြင်နေတော့ဒါပဲထက်ကတက်ကမေးတာ တခြားမပေါ်ဘူးဘလို့အမြင်ပြောင်းလဲခြင်းနေရှိတယ်လေအခုကြတော့ဖျားရဲ့ဖျားရဲ့စွမ်းအားတွေပေါ့နော်ဖျားပွင့်ခဲ့တဲ့နေရာကိုခေါ်ထုတ်တယ်လို့ဖျားရဲ့စွမ်းအားတွေပါပြန်ပြီးတော့ခေါ်ထုတ်ရင်းနဲ့တော်တော်လေးကိုပေါ်ထွက်လာပြီပြောရမှာပေါ့နော်တိမ်မြုပ်နေတဲ့ယရနာတိုက်တူးတယ်လို့ပေါ့ဒါဖျားယရနာတိုက်ကအိန္ဒိယမှာပွေနေတာပေါ့ဖျားပွင့်ခဲ့ပေမဲ့လေခေါ်ထုတ်မဲ့လူရှိတော့အခုကခေါ်ထုတ်လို့ ပြန်လဲပေါ်ထွန်းလာတဲ့နဲ့အတူဖះကိုကြီးညိုတဲ့တန်ဃာနိုင်ငံတကာကတန်ဃာတွေရပါဒီမှာအကုန်ကြတယ်အများကြီးခံအလိန်တွေအများကြီးခံပြီးတော့မှဒုက္ခခံပြီးတော့မှဒါတာနာပြုနေကြတယ်မြန်မာပြည်အကြောင်းလဲ22ကြောင်းတော့ပါတယ်လေအဲ့တော့ဒီလိုအင်အားစုတွေပါစုစည်းပြီးသွားပြီဆိုတော့ငကဝအနေထားနဲ့တော့မတူတော့ဘူးပေါ့ငကဝကျတော့ပေါ်ထုတ်လို့မရသေးတဲ့အချိန်မှာတော့ဖះဆိုတာတော့မှဘယ်နှမှာ လိုက်ရှာပို့တော့မလွယ်တာပေါ့နော်ဘယ်နေရာဖျားပို့လဲဆိုတော့ဒါကနွားရတာပြောတာလှူဒါကဝင်ခံမလို့ဝင်မခံဘူးတိလားဒီဒါအချင်းနေမတူတော့တာပြန်ဘုကုံကကြတော့အဲ့လိုမျိုးမဟုတ်ဟေးဟဲ့အဲ့လိုကိုယိုးသားမွေးလဲအချင်းနေမတူလို့ဗျာဒီတော့ကူကြလို့လို့လဲရပြီအားလဲကြီးအဲ့တော့ကူသက်တော်တော့မသိဘူးဗျာဒီတော့ကိုရန်ကိုဖျားသိလက်မခံညင်းတာငါဖျားလောက်နေမှာဖြစ်နေတယ်လို့တင်နေတာကမ္မီဒီတော့အခုလို့ပြောရင်းနဲ့ဒီတော့ဒါအခုပြောရင်းပြောရင်းစင်ရင်စင်ရင်လို့လို့တော့ 1960လောက်ကဥနေဝင်လက်ထက်ကမြန်မာနိုင်ငံသားတွေဟာဒီနိုင်ငံကိုအတင်းပြန်လွတ်ခဲ့ရတယ်။အိန္ဒိယရောဗမာပြည်ကိုနိုင်ငံရေးပေါ့အင်္ဂလိပ်ကတည်းကဝင်လာပြီးတော့စီရီမျိုးတွေနေခဲ့ပြီးမဲ့ FRC လို့ပြောရမယ်နိုင်ငံသားဖြစ်ခွင့်မရဘဲနဲ့မြန်မာနိုင်ငံကနေပြီးတော့ထွက်ခွာတဲ့လူတွေရှိတယ်လို့သိရတယ်။အဖိုးကြီးတွေလူကြီးတွေကအဲ့ဒီမှာလူငယ်လေးပါလာပြီးသူချိန်မှာ တို့လည်း90တန်း60တန်းနေဖြစ်အဲ့ဒီသူတွေကတော့60ပဲအတွက်အခု2025နှစ်ပေါင်း60အဲ့ပောင်းဝင်းညမှာသူတို့အမှားစကားနဲ့ပဲရင်းနှီးခဲ့ပြီညမှာနိုင်ငံသားအိန္ဒိယလူမျိုးတွေအိန္ဒိယနိုင်ငံသားညမှာလူမျိုးတွေလို့ပြောရမယ်အဲ့ဒီနေရာမျိုးတွေကိုတပည့်တော်တို့တာနာပြုတ်ဖို့ခွင့်ရမယ်ဆိုရင်တပည့်တော်ဒီနေရာသွားစီခြင်းနဲ့လို့အရင်ပြောခြင်းနဲ့ နောက်ပြီး SN ကိုငါတို့ကမ္ဘာစီတီတီချောင်းခဲ့သလိုဒီပြည်တော်တို့ဓမ္မစီတီတီချောင်းအောင်ဒါတပည့်တော်အမြင်နော် MB ကရဲ့မျိုးစေ့ကိုအပင်မပေါက်သင့်ရင်အပင်စိုက်ပြီးတော့အပင်ဖြစ်တယ်အသီးဝင်ရအောင်အခုစံနာတပည့်အရှင်မြောက်ဘူးလူတန်းနေတယ်ဆုံးကနေတယ်တို့နိုင်ရမရှိဘူးဆုံးကမဲ့လူတွေပုံနေတယ် ဆုံးခံရမလို့သေးဘူးအမှုရာနဲ့ပြပြရမလို့သေးဘူးလောက်ရနဲ့ပြပြရမလို့ဘူးဓမ္မကောမြတ်လို့ဗုဒ္ဓရဲ့တကူတော်ကြောင့်အရှင်မြတ်တို့ပြောတော့ကဟောဒီသင်္ကန်းလေးယုံထားအောင်နဲ့ဒီမှာဆုံးစားခွင့်နေအများကြီးကြုံနိုင်တယ်ဘုရားမကြီးနဲ့ဒေါ်တာနာညာနီလို့ဆိုတာဟုတ်တယ်မလားမိမတယောက်ပဲသီလရှင်ဆိုတာမြန်မာအကြီးအခေါ်ရတာတကယ်တော့အဝိပတ်ထားတာပဲဒါပေမဲ့တရားပြသူတယောက် ဒီလရှင်တယောက်တောင်ရက်တီလို့ရရင်ဒီမှာအခြားမြန်မာနိုင်ငံတွေကဆရာတော်သမတော်တွေခုနလို translate နဲ့လည်းဘာသာပြန်လို့ရလို့ interpreter နဲ့လည်းလုပ်လို့ရနေတဲ့ခေတ်။နောက်တကယ်သာတာနာပြုခြင်းဒီဘက်ခေတ်မှာက Google Translate လို့လို့တိုက်ရိုက်စကားပြောအသွားအပြန်နေရနေပြီ။ဒီအခွင့်အရေးတွေကိုအသုံးချပြီးတော့လာမယ်ဆိုရင်ဥဒမသာနဲ့ပဲပေါင်းပေါင်းမပေါင်းမနဲ့ပဲလာလာ။ ကိုယ်နိုင်ငံထဲမှာပဲလူထွက်လိုက်မိမယူလိုက်ဆဒပ်ဘီဒတ်ဒီအမားတွေကျွလွန်နေမဲ့အစားဒီလိုတာနာပြုတ်ရတဲ့နေရာတွေကိုတပိတော့ဘုရားကိုရင်ဒီနေရာကဖိတ်ပါတယ်ဗျာငယ်စီကြီးစီကြွခဲ့ပါဥဒမတာနဲ့လာပေါင်းပြီးတော့ဒီမှနေတော့အဲ့ဒါကိုဘလို့ခေါ်ခြင်းသေးလဲဘလို့လုတ်ခြင်းသေးလဲဘလို့လုတ်မယ်လို့စကူထားသေးလဲဒီရတော့ပုံပြီးတော့အဆင်ပြေအောင်တော့ မြန်မာမြန်မာပြည်တဲ့ဟာတဘာတရားဟိတာတွေကိုဟောပါတော့တချို့ရိတ်တာတွေဆိုရင်တကယ်ဟောပါလို့ခုံကြီးကြောင်တိတ်မရှိတဲ့နေရာတွေပေါ့အဲ့လိုမျိုးတွေလည်းရှိရလေရိတ်တာမရှိတဲ့နေရာတွေဆိုတော့သာနာပြုမယ်ဆိုရင်တော့မလွယ်ဘူးပေါ့နော်အဲ့လိုနေရာမျိုးမှာလည်းပြီးတော့တီထောင်တာရှိပါတယ်ဗျာနိုင်ငံသားတွေမှာဆိုလဲဒါထိုင်ဝမ်ဆိုလဲဒါလက်တွေ့ပေါ့ဒါမြန်မာကြောင်ဒါမြန်မာပြည်ကစတက်ပိတက်တန်တာတွေရောက်နေတာပဲပေါ့နော်အဲ့တော့ဒီလိုကတော့